မင်္ဂလာပါကျွန်တော်အခုပြပြပေးတော့မယ့်သင်ခန်းစာကစမတ်တဲ့ symbol ကိုဝါဆက်တာကိုပြပြပေးပါမယ်ဟုတ်ပြီကျွန်တော်ဝါဆက်ပါမယ်စာကတိုင်ကိုပတ်ကြည့်ပါကျွန်တော်အရင်ဆုံးဒီဘန်းကိုရင်ဆွဲပါမယ် output လေးပင်ကကျွန်တော်တို့ phone နဲ့ output ဒူပင်ဒူပင်စီကိုတွားတယ်ဟုတ်ပြီဒါလေးကိုဆက်ပါမယ်ဒါလက်ကလစ်ပေးပြီးဒါလေးကို select ပေးလိုက်ပါပြီးရင်ဒီနေရာကိုရွှေ့ထားလိုက်ပါ right နဲ့ဖြီးရွှေ့ပါ ဝါယာဆက်ပါမယ်။ဒူဝါနဲ့ပလစ်ကိုသွားပါ။ဝါယာကိုယူပါ။အောက်ပို့ဝမ်။ပလစ်ထောက်ပြီးဆွဲပေးပါ။ဝါယာအောင်ယူပါ အောက်ဘွတ်တူအောက်ဘွတ်3ကို1နဲ့ဆက်ပေးပါအောက်ဘွတ်4ဒါဆိုရင်ကျွန်တော်တို့ output လေးကိုဆက်ပြီးတော့ပါပြီ။စာခဲ့တဲ့အတိုင်းမှာတက်မှတ်ကြည့်ပါ။ကျွန်တော်တို့ down ကို format လေးလို့ out မှာလေးလို့ down လေးကိုဆက်ပါမယ်။

ောင်လေးလုံးကို plus ready select ပေးပါ audio တော့ချလိုက်ပါမယ်ဟုတ်ပြီပုံမှန်နောက်တိုင်းလေးလုံးယူပါမယ် ါဆိုရင်ကျွန်တော်တို့တန်ဝင်လေးကိုယူသွားပြီကျွန်တော်တို့ဘာသာဆက်ပါမယ်စားခဲ့တန်အောင်ပြန်သွားကြည့်ပါပထမတန်အောင်နှလုံးကအောက်ပုံမှာဒုတိယတန်အောင်နှလုံးကအောက်ပုံဒုမှာတတိယတန်အောင်နှလုံးကအောက်ပုံတတိမှာသုတတန်အောင်နှလုံးကအောက်ပုံဖိုးမှာဒါလေးကိုဆက်ပါမယ်ဒုဘာနဲ့ဝါယာကိုယူပါဝါယာကိုဒီ place ကနေယူဝင်တယ်ဒီမှာတိုင်းရယူလို့ရပါတယ်အကလစ်ပေးပြီးယူပါပထမတန်အောင်နှလုံးကိုဆက်ပါမယ် ုတိယတိုင်းအောင်နှလုံးကိုဆက်ပါမယ်ဝါရောပြန်ယူပါတတိယတိုင်းအောင်နှလုံးကိုဆက်ပါမယ်စတုတ္ထတိုင်းအောင်နှလုံးကိုဆက်ပါမယ် နော်ဒါဆိုရင် diagram လေးလေးကိုဆက်ပြီးသွားပြီဟုတ်ပြီစာကဲ diagram ပြန်ကြောကြည့်ပါကျွန်တော်တို့ ground pin နဲ့ဒီ power input pin ကိုဆွဲပါမယ်ဒီ header လေးတွေ phone နဲ့ connect လေးတွေကိုခဏရွှေ့ထားပါ

Nota hvunnar setu við va. Tau ဘက်ပြထောက်ပြီးပုံမှန်ဖြောက်ပါဒါဆိုရင်ကျွန်တော်တိုင်အောင်လေးတွေကို ground နဲ့ power and movement ကိုဆက်ပြီးပါပြီ target diagram ပြန်လာကြည့်ပါဒီမှာ input ၄ပင်ကို4ပင်ဟန်တာလေးနဲ့ဆက်ပါမယ်4ပင်ဟန်တာလေးကို select ပေးပါ rotation အတွက် keyboard ကနေ spacebar ကိုနှိပ်ပါ

2ကို4 level 6ကိုပြန်ဖြောက်ပါနောက်ဒါဆိုရင် summary ဆင်ဖို့ဒီစာကတ္တဒါဂရမ်မှာဒီရှေ့ပိုင်းလေးကိုကျွန်တော်တို့ရေးဆွဲလို့ပြီးတော့ပါပြီနောက်ဗီဒီယိုခိုင်းမှာဆက်ပြောပါမယ်ကျေးဇူးတင်ပါတယ်